ရီမီယာလိမာရောချန်ပီယံလိမာပါဆရာကြီးလုံနေတဲ့ဆင်မြန်ကြီးတို့တစ်ပိုက်ကိုဆရာကြီးကမင်းလာကွာမင်းလာကွာဆိုပြီးအင်္ဂလန်စတန်ဘုတ်ဘရစ်မှာတယောက်တာဘေဘီတေးတမတ်ကိုအေးအေးဆေးဆေးယူပြလိုက်တဲ့လန်ဒန်ကအပြာမယ်လေးဒီဟာဒီမှာဆရာကြီးလုံနေတဲ့ဆင်မြန်ကြီးတို့တစ်ပိုက်ကတော့စတန်ဘုတ်ဘရစ်ကညီမလေးနဲ့ရင်ဆိုင်ရတဲ့ခါမှာအမျော်လင့်ထားတဲ့ရလတ်နေသားတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်ဒီပွဲကိုတော့ဆင်မြန်ကြီးတို့အတွက်ဆရာကြီးစာမှုပွဲဆစ်တဲ့ပွဲလို့တောင်သတ်မှတ်နိုင်ပါတယ်ပွဲဆက်ဆက်ချင်းကလေးကဒါဘီပွဲပြီးပြီးအဝါကက်တွေရံပွဲတွေနဲ့ပြင်းပြင်းထန်ထန်စတင်ခဲ့တာပါ ဇာလမချင်းချင်းအချင်းများမှုတွေပြင်းထန်တဲ့ဖက်ထုတ်မှုတွေကပွဲအရှင်ကိုမြင့်တင်ပေးခဲ့ပြီးဒါပေမဲ့ပွဲရဲ့အလက်ပြောင်းကတော့ပွဲကျင်38မိနစ်မှာဖြစ်ခဲ့ပါတယ်။ချက်စီကွင်းလင်းလူကန်စီတို့ကပြန်ပက်ကစားသမားမာရီနိုကိုပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးကွင်းလင်းတိုင်းအန်တိုနီတီလာကပထမမှာတော့အဝါကက်ပဲပြတ်သားခဲ့ပေမဲ့ VAR ရဲ့စစ်သည်မှုပြီးမှာတော့အနီးကပ်ဖြစ်ပြောင်းလဲပြတ်သားခဲ့ပါတယ်။ကန်စီတို့ဟာမာရီနိုကိုမလိုအပ်ပဲတနင်းလိုက်တာဖြစ်ပြီးမသိရင်သူကပဲအနည်းခံရတယ်လို့နဲ့ဟန်ဆောင်နေလိုက်တာပါ။ကန်စီတို့အနေနဲ့အရင်ခက်လို့ထင်ပြီး ဗီအာရှိရဆိုတာမင်းနေပုံမှာပဲဒီလိုရေးကြီးတဲ့ဒါဘီပွဲမှာမင်းနဲ့60နီးပါးအထိဒုတိယရောက်ပြီးကစားခဲ့ရတဲ့ခြေနေရချက်စီးအတွက်တကယ်ကိုဖီအားပေးလိုက်တာပဲဖြစ်ပါတယ်ဒုတိယရောက်သွားတဲ့ချက်စီးအနေနဲ့ခန်းစစ်ပိတ်ဆို့ပြီးရမတ်တမတ်ကိုကာကွယ်ဖို့ပဲတုတ်တော့မဲလို့အားလုံးကယူဆခဲ့ကြတာပါကန်စီလိုမှာပါတဲ့ကွင်းလေကညီမလေးတို့အတွက်အနိုင်ရရှိဖို့ခက်ခဲသွားပြီလို့ထင်ခဲ့ပေမဲ့လေအတင်းကောင်းဆောင်ရစီဂျင်းကအတင်းကိုဥဆောင်ပြီးမောင်းနှင်ပေးခဲ့တာပါဒုတိယပိုင်းအစ48မိနစ်မှာတော့မထင်မှတ်ထားတဲ့အခြေအနေဖြစ်လာခဲ့ပြီ ဆက်စပီတွေကိုကောက်ခွေရမှာဒီအာဒီမှာဆရာကြီးလို့တမတ်ခံနာရတဲ့စင်မြန်ကြီးဟာမြန်မာလေးနဲ့တွေ့မှာတော့ဆက်စပီကနေပဲဥဆောင်ကိုခွင့်ပြုလိုက်ရတာပါဒုတိယရောက်နေတဲ့အတင်းဟိုတော်ဆက်စပီကနေဂူပေးလိုက်ရတဲ့အတွက်လင်မတိုးတဲ့ခန်းစစ်ဆိုတဲ့စင်မြန်ကြီးရဲ့ဂုံမောကခဏတာမိမိတော့ခဲ့ရပါတယ်ဒီဥဆောင်ဘောကချက်စီးအတင်းအတွက်စိတ်သက်ပိုင်းဆိုင်ရအင်အားကြီးကြီးဖြစ်စေခဲ့ပြီးစင်မြန်ကြီးတို့ကတော့တကယ့်ကိုထိနာစေခဲ့တဲ့အခိုက်အတန့်ဖြစ်ခဲ့တာပါတယောက်တာနေတဲ့အာဆင်နယ်တို့ဟာဥဆောင်ကိုခွင့်ပြုလိုက်ရတဲ့နောက်မှာပွဲကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားခဲ့ပြီး ဒီပြအာဒီတာကဒုတိယပိုင်းမှာကစားသမားချင်းပြောင်းတွေအများကြီးပြုလုပ်ပြီးကစားအားကိုမြင့်တင်ခဲ့ပါတယ်။စင်ပြန်ကြီးတို့ရဲ့စူးစမ်းမှုက50ကုမ္ပဏီမှာအောင်မြင်ခဲ့ပြီးခြိပါကိုပြန်ရရှိခဲ့ပါတယ်။ဒါပေမဲ့လူတယောက်ရောက်နေတဲ့ချက်စီးကိုအနိုင်ရရှိဖို့အတွက်နောက်ထပ်သွင်းကိုတွေရှာဖွေရမှာတော့အထက်ခဲတွေအများကြီးကြုံခဲ့ရပါတယ်။တယောက်ရောက်နေတဲ့ချက်စီးသင်းဟာခံစစ်ကိုစီကန်းရှိရှိကစားခဲ့တယ်လို့တသိန်းလုံးနီးပါးတိုက်ပွဲဝင်လို့ဈေးပြင်းနဲ့ကစားသွားခဲ့ကြတာကိုထင်ရှားမြင်ခဲ့ရပါတယ်။တကယ်လို့ဒါချက်စီးသင်းလူမရောက်ခဲ့ဘူးဆိုရင် ဆင်မြန်ကြီးတို့ဟာဒီထက်ပိုပြီးခက်ခဲတဲ့ဒုက္ခကြီးကြီးကြုံတွေ့သွားနိုင်မယ်လို့ထင်ပါတယ်။အဆုံးမှာတော့အာဆင်နယ်ဟာနိုင်ကိုရီမရှာဖွေနိုင်ခဲ့ပဲခြေပကုတ်တကူနဲ့သာကြီးနက်ခဲ့ရတာပါ။ဒီရလက်ဟာဆင်မြန်ကြီးတို့အတွက်ဒီရသည်ဆရာကြီးစာမေးပွဲမှာအမှတ်ပြမရခဲ့တဲ့အဖြေတော်တစ်ခုဖြစ်ခဲ့ပါတယ်။တယောက်တာနေတာနဲ့နိုင်မရခဲ့တာဟာအာဆင်နယ်တင်းရဲ့ရင့်ကျက်မှုအပေါ်ဝေဖန်မှုအချို့လည်းဖြစ်ပေါ်စေခဲ့တာပါ။ပိတ်တရီကြားမှာပြောနေကြတဲ့အတိုင်းစောင်းဝင်ပြီဆိုရင်ထွန်းစံတိုင်းဂရောင်းတော့မှလားဆိုတော့တမိုင်းကြောင့်ဆိုကြီးကလည်းအာဆင်နယ်တင်းရဲ့ပခုံးပေါ်မှာဖိအားပေးနေတာပါ ီပွဲမှာအနိုင်မရရှိခဲ့တာစောင်းရတီးရဲ့ဖြီးအားကိုစတင်ရင်ဆိုင်နေရပြီလားဆိုတော့ဝီကွန်ထုတ်စရာဖြစ်စေခဲ့ပါတယ်ဒီပွဲရဲ့ရလဟာညမလေးတို့တော့ကတော့တကယ်ကိုဂုံယူစရာစိတ်တက်ကိုပြတ်တာခဲ့ပြီးဆင်မြန်ကြီးတို့ကတော့အနာဂတ်ချန်ပီယံဖြစ်ဖို့အတွက်ဘလို့စမ်းသပ်မှုတွေကြံသေးတယ်ဆိုတာကိုပြတ်တာသွားခဲ့ပါတယ်လာမယ့်ပွဲစဉ်တွေမှာရောဆင်မြန်ကြီးတို့ဟာဒီလိုရလဆိုးကနေဘလို့နိုင်ငံသားယူရမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာလို့ပြောရင်းနဲ့ခုဖီယိုလေးကတော့လောက်ပါပဲ